ီကနေ့မှာတော့သာသနာတော်မှာထင်ရှားလာတဲ့တစ်ချတောင်းဆရာတော်ဦးတီလောကအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမော်တီလောကလုံလိုက်မှာအဖြစ်ဇွတ်တီဦးကြီးပဲနန်းငယ်ရွယ်နဲ့ကန့်နေပါအောင်မယ်လယ်ဒီဆရာတော်ကဦးတီလောကအကြောင်းကိုကြားတော့မြေတွန်တောက်တီးနေခြင်းဖြစ်ပါတယ်ချက်ချင်းပဲဥပစင်းနှစ်ပါးကိုခေါ်ပြီးတော့ကဲကဲမောင်စင်းနှစ်ပါးမော်တီလောကအကြောင်းကိုသွားကြသူ့နားမှာရှိတဲ့ပေးစား ကမလွေစာအုပ်ဒီခဲတံစာရွက်စာတမ်းမှန်သမျှအကုန်သိမ်းယူခဲ့ပြီးငောင်းเจ้าဝမှာလာထားဒီလိုပြောပြီးတော့လွှတ်လိုက်ပါတယ်ဥပဇင်းနှစ်ပါးလဲဥတီလောကအားဆရာတော်အမိတ်ရှိသူကိုရှောက်ထားပြီးတော့စာအုပ်စာတမ်းတွေအားလုံးတည်ယူသွားကြပါတယ်ဥတီလောကဆိုတာလွန်စာဇွဲလုံးလာကြီးတဲ့လူဖြစ်ပါတယ်။မုံရွာမျိုးလယ်ဒီတိုက်တွင်မှရှိတဲ့ဝါမူဝါကာထားတဲ့အကြောင်းကလေးမှနေပြီးတော့စာချ စာကြည့်စာရေးခြင်းမှာ ဝရိယပြင်းထန်လာပါတယ်။ညအခါမှာ ပုံနမီးအိမ်လေးနဲ့စာကြည့်ရတာကို အားမရနိုင်လို့၄တောင်တန်ဖြူဘုံကြီးတွေကိုရင်းနှံစီထက်မီးစာတက်မီးခွက်လုပ်ပြီးတော့စာကြည့်ပါတယ်။အဲ့ဒီခေတ်ကာကပေးစာကိုအများဆုံးအမိတဟဲပြုတ်နေရတဲ့ခေတ်လေးဖြစ်ပါတယ်။ပေးရပေါ်မှာစကလုံးတွေက အလွန်မှုံလာပါတယ်။စနွေးရင်းနှံကြီးတို့နဲ့ပေးရပေါ်ကိုတုတ်၍တုတ်၍ကြည့်ရပါတယ်။ ေစာကနေရင်းနဲ့အခိုးငွေတွေရင်းနှန်းစည်းမီးခွက်ကမီးပူချိန်နဲ့အခိုးအညော်တွေကြောင့်နေ့စဉ်ရက်ဆက် မိုးလင်းအထိကြည်လီရှိတော့ဥတီလောကမှာမျက်စိယောဂါဆွဲကပ်လာပါတယ်။မျက်စိနှစ်ဖက်လုံးကြီးအားသည့်မှဲ့သလိုနီးရဲရွဲလာပါတော့တယ်။လက်သီးဆုပ်ခံရောင်အန်းပြီးတော့လဲနေပါတယ်။မျက်လုံးနှစ်ဖက်နဲ့နှာခေါင်းနှစ်ဖက်ကတွေးများအဆက်မပြတ်ယူစည်းကြလာကုန်ပါတယ်။ ဒီအကြောင်းကိုဖုန်းကြီးတစ်ပါးကရှောက်လို့သိတော်မူတဲ့အတွက်လယ်ရီဆရာတော်ကြီးကစာရွက်စာတမ်းတွေကိုအသိမ်းခိုင်းလိုက်ခြင်းဖြစ်ပါတယ်ဥဒီလောကကကိုရင်စာမကြည့်နိုင်တဲ့အခါမှာဥပဇင်းငယ်တွေကိုအဖက်ခိုင်းပြီးတော့နားထောင်နေပါတယ်။ဒါလောက်ထိဇွဲလုံးလာဝရိယကြီးမားတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်။ဆရာတော်ဥဒီလောကကမုံရွာမြို့အနောက် ဘန်းဂျီတိုက်နယ်ခေါ်တန်ဒီရွာမှာ1233ခုနှစ်တစောင်းမုံလာဇန်ကိုရဲ့စနေနေ့ည3:00ကျတီအချိန်မှာဥတက်ဖြူဒေါ်တီတို့ကနေဖွားမြင်ပါတယ်။အဖေကတတိမျိုးအမေကမင်းဆွေမင်းမျိုးလို့သိရပါတယ်။ငယ်စဉ်အခါကခေါ်တန်ဒီရွာတောင်ရက်မှာငပြောတော်ရွာစာဘတော်ပြန်ဥဇဝနာထံမှာပညာသင်ကြပါတယ်။ဆရာတော်ဥဇဝနာကဘိုးတော်လက်ထက် မောင်းထောင်သာသနာပိုင်ရဲ့တပည့် ိပိကထာရပုဂ္ဂိုလ်တူဖြစ်ပါတယ်။ယဟန်ဖြစ်တဲ့ဒီငပြောတော်ယွာမှာပညာသင်ပြီးယဟန်ဖြစ်ပြီးမကြခင်မှာလဲဒီဆရာတော်ဘုရားကြီးထံလာရောက်ပြီးတော့ပညာသင်ယူပါတယ်။ရူပတိဋ္ဌိတရာကျမ်းကစပြီးသင်ယူတာပါဠိအထကရာဒီဃကို9ဝ6ဝများနဲ့သူမတူအောင်တက်မြောက်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။လဲဒီပန္နိဒကဥဒီလောကထံ၌လည်းပညာသင်ယူခဲ့ရပါတယ်။ ဥဒီလောကကညံထက်တလောက်ဇွဲလုံးလာဝရိယကြီးတဲ့သူဖြစ်ပါတယ်။ပကံခိရဲ့ဒီဘက်ဘက်မှာဒီလိုဆရာတပည့်ကဲ့သို့ပိဋကကို နိုင်နေတဲ့သူရှားတယ်လို့တော့အရှင်အာရိစဝင်သားကချီးကျူးပူးပါတယ်။ဥဒီလောကကအဲ့ဒီအချိန်မှာ ရေရွက်ချက်တစ်ခုရှိပြီးတော့ကျန်းတစ်ခုကိုမအိပ်မနေပြုစုနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဒီကျန်းကတော့ကမ္မထအစီရင်ဖြစ်တဲ့နိကမဝိဒါရဒီပဏီကျန်းပဲဖြစ်ပါတယ်။ ။ဥဒီလောကကမျက်စိယောဂဖြစ်တော့စာကြည့်မရစာမနာရเสียမှု ရောက်လာသူတွေကိုထ၍မရအောင်တရားဖိပြီးဟောနေပြန်ပါတယ်။စေစေအဲ့ဒီချိန်က စာပေပရိယတ်ဒီကို လူလီသည်မရှိလေးလာပြီးရင်တောထွက်ရန် အရှင်ယူနေခိုက်ဖြစ်၍တောထွက်လို့တဲ့စန္ဒာများတက်ကြွနေတဲ့အချိန်လည်းဖြစ်ပါတယ်။ပရိယတ်ဒီကနေပရိပတ်ဒီကိုကူးပြောင်းမြဲဆဲဆဲလည်းဖြစ်ပါတယ်။ မျက်စိရောကလည်းမကြာခင်မှာ လုံးဝပျောက်ွယ်သွားပါတယ်။ရွှေပင်နာရွှေကြီးဆိုတဲ့ကဲ့သို့ လေဒီဆရာတော်ကြီးနဲ့လက်ပွန်းတည်းနေရသူဖြစ်တော့ဆရာတော်ရဲ့ဓာတ်များကူးဆက်နေပုံလည်းရပါတယ်။ရှင်နန်းစီအပြည့်ထက်ပြီးတော့လေးတောင်တန်ပြူပုံမီးခွက်ကြီးနဲ့စာကြည့် စာရေးတာကတော့ဆရာတော်လည်းထို့တူဖြစ်ပါတယ်။အာကအာဇာနည်များဖြစ်ကြပါတယ်။ လယ်ရီဆရာတော်ကြီးကနောက်ကာလမှာမီးကိုဝင်မထုံးညိတော့ပဲမျက်လုံးတော်အစုံမှထွက်တဲ့အလင်းရောင်နဲ့ပဲညအခါစာရေးကြောင်းမန္တလေးမြို့ပလိုင်းရဲ့ဆက်စရာဥပါတော်ဆိုသူဆရာတော်ထံမှာတာမဏေဘဝနဲ့နေရစဉ်မြင်တွေ့ခဲ့ရတယ်လို့ပြောပြမှုပါတယ်အရှင်ဓမ္မမထေရလက်ညှိုးအလင်းနဲ့အမောင်တွင်းသွားတဲ့ကဲ့သို့ရှိပါတယ် အဲဘလို့ပဲဖြစ်ဖြစ်ဥဒီလောကကဆရာတော်ရဲ့ပြိယအရေးချင်းများကိုဒါမှကပြိပဲ့အရေးချင်းများကိုပါ အတွင်းကြကြရိတ်စားသိရှိနေပြီလို့ယူဆပါတယ်။မျက်စိယောဂဖြစ်ခြင်းစာအုပ်စာရမ်းများအသိစီးခံရခြင်းနဲ့ပတ်သက်ပြီးတော့ပြိပဲ့ကမ္မထန်အလုပ်ကိုအားထုတ်တော့လို့တတိပေးလိုက်တဲ့ကဲတူလည်းရှိပါတယ်။အဲ့ဒီအချိန်အားစပြီးတော့ကမ္မထန်တရားကိုသာ ရှုမှတ်ပွားများနေပါတော့တယ်။တတ်တော်ကတော့25နှစ်မြတ်သားရှိပါသေးတယ်။ ဝိဓိလောကကတစ်ဖက်ကစာချရင်ယဟန်တရားကိုလည်းညအချိန်မှာအထူးကြိုးစားတော်မူပါတယ်။အဲ့ဒီအချိန်ကလေဒီတောရကအချောက်လန့်အများတဲ့အချိန်လည်းဖြစ်ပါတယ်။တေယမကြီးတကောင်ចောင်းလီကမှမကြာခဏအလာရောက်အိတ်နေတယ်လို့ဆိုပါတယ်။မိုးမောင်ကြတဲ့ညတညဖြစ်ပါတယ်။ចောင်းတိုက်တစ်ခုလုံးအိမ်မောကြနေပြီဖြစ်ပါတယ်။ဆရာတော်ကြီးကအတောင်60ရှိတဲ့ဇင်းညံចောင်းမှာလမ်းလျှောက်တော်မူပါတယ်။ ဥဒီလောကနေတဲ့ထဏောင်းမင်းအနီးမှာရှိတဲ့ကက်ချောင်းကလေးစီကိုလှမ်းကြည့်လိုက်တော့ဇင်းညံခြေလမ်းများပြင်ရက်တန်သွားပါတယ်။အချောင်းကတော့ဥဒီလောကနေတဲ့ကျောင်းဆောင်တစ်ဆောင်လုံးအောက်လင်းဓမီကြီးထုံးထားတယ်လို့လေးထိန်နေတာကိုတွေ့မြင်ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။သုံးလေးရက်ရှိတဲ့အခါမှာဆရာတော်ကဥဒီလောကကိုလူသူရှင်းခိုင်ခေါ်ပြီးတော့တရားဟောတော်မူရာ မောင်တီလောကမဲလဲစာတင်စာချတဲ့ပရိယဘက်ကတော့ပြေဆုံးသွားပြီအခုအချိန်ကစပြီးငါကြောင်းမှနေလို့မတင်တော်တော့ဘူးမင်းသွားလို့ရဘူးသွားနိုင်တယ်လို့လေဒီဆရာတော်ကြီးကမိန့်ပါတယ်ဥတီလောကလည်းမှန်မှဖရာလူသားလျှောက်ဥချပြီးတော့မိမိကြောင်းကလေးစီကိုပြန်လာခဲ့ပါတယ်နောက်တည့်ရက်မှာတပိတ်တလုံးသုံးတယ်တော့သင်ငန်းနဲ့မိမိရေးထားသော နေကမဝိဒါနဒီပနီစာမှုကိုယူပြီးတော့လေဒီတိုက်ကထွက်ခွာဖို့ကျောင်းလေးကဆင်လာခဲ့ပါတယ်။ဆရာတော်ကိုနောက်ဆုံးဝင်ရောက်ကြတော့ရင်လည်းတပည့်တော်ဤလေဒီတိုက်ဆရာတော်ဘုရားကြီးထံကိုကောင်းငင်ကလာနိုင်မဲ့အချိန်မှရောက်ပါတော့မယ်ဘုရားလို့ရှောက်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။အမှန်တကယ်တော့ ဥဒီလောကကတရားတမာတိတွေအလွန်ကောင်းနေပြီဖြစ်တဲ့အတွက်ကြောင့်လဲဒီတိုက်တွင်းပြည့်သက်ဒီအကြာမှာနေပြီးတော့တရားအားထုတ်ခြင်းရုပ်ရော်သွားမှာဆိုလို့ဆရာတော်ကအမိန့်ရှိတာကိုလဲဒီတိုက်မှာမနေစေခြင်းလို့နှင်းသလောလို့စိတ်ခူသွားကြောင်းတနေ့မှာဆရာတော်ကြီးကပြောပွဲဆရာတက်ကြီးကို ပြောပြဘူးတယ်လို့ဆိုပါတယ်တရားမှန်ကိုတရားဖြစ်ဆုံးမခြင်းဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးခြင်းပါတယ် ပထမဆုံးချင်းတွင်းမြင့်ညာကိုမြို့ရွာတောတောင်ဆင်ဆင်ဖြတ်ကျော်ပြီးတော့အေဂါစာတဦးတဲ့တကိုတဲ့တရားအားထုတ်ဖို့ထွက်ခွာသွားပါတော့တယ်။တတ်တော်26နှစ်အရ1259ခုနှစ်ဖြစ်ပါတယ်။ချင်းတွင်းမြင့်ညာရာဒီဥဒုနဲ့တပ်ပါရမမြလို့ချင်းတွင်းကနေတထုံမြို့နယ်ကြိုက်ထူနီတောင်တောင်ကိုပြောင်းရွှေ့တည်ရင်သုံးပါတယ်။ကမ္ဘာထမ်းတရားရှုပွားသူတိခပုဂ္ဂိုလ်တို့ရဲ့နေရာဖြစ်တဲ့အကြောင်း တစ်ချတောင်းလို့သမုတ်ပါတယ်။ယဟန်တရားကို မနာမနေကြိုးစားအားထုတ်ပါတယ်။တရားနီးခံတပည့်များလည်းအဆောက်အုံများနေတကွာနေချင်းညာချင်းတိုးပွားလာပါတယ်။အလုံးခေါင်လာတဲ့ဒေသမှာမြို့ရွာတမျှစီကားသွားတယ်လို့ဆိုကြပါတယ်။မြင့်မြတ်သောအကျင့်ကြီးပင်ဖြစ်ပါတယ်။ဆရာတော်ကဇန်ဘင်ညင်ရဖို့လည်းအထူးစိတ်တန်တော်မူဟန်ရှိပါတယ်။လယ်ဒီဆရာတော်ကဇွတ်တိယလှုပ်တဲ့တပည့်တွေစိတ်မချနိုင်အောင်တန်ရုံးစဉ်ကြီးတော်မူပါတယ်။ ခြေရာနင်းနိုင်တဲ့တပိဖြစ်ရလေအာကူတော်မူပါတယ်။အဲအကြောင်းအားလျော်စရာ1260ပြည့်နှစ်တဇောင်းမိုးလာမှာဥဒီလောကထံကနေလဲဒီဆရာတော်ကြီးထံကို စားတဇောင်းရောက်လာပါတယ်။တပိသည်ဆရာသမားအမိရပါရင်နေခြင်းညာခြင်းယဟန်ကိစ္စပြီးရန် ရှိပါတယ်လို့ရေးလိုက်တဲ့စာဖြစ်ပါတယ်။လဲဒီဆရာတော်ကြီးကစာကိုကြည့်ပြီးတော့ပြုံးတော်မူပါတယ်။ ဒီနေရာမှာတပြည့်ပေါ်လဲတန်ရုံးစင်ကရှိကြိုက်တူဒေတာတောတောင်လေးကိုလည်းသဘောကျတဲ့အတွက်အဲ့ဒီနေ့လာပြည့်ကျော်9ရက်နေ့အရောက်လယ်ဒီပန်ဒီရာကနေနောက်ပါးတွေခေါ်ပြီးတော့ကြွားတော်မူပါတယ်လေဒီဆရာတော်ဘုရားကြီးကြွရောက်ချင်းမြင့်တဲ့အတွက်ဥဒီလောကနဲ့တပည့်များအားလုံးဝမ်းမြောက်ဝမ်းသာဝေပြူကြပါတယ် တနေ့မှဆရာတော်ဘုရားကြီးတပါးတဲ့ကိန်းအောင်ရာတိခတ်တဲကိုကပ္ပိယမောစမုံပြောစကားအရာတိတ်တဆိတ်သွားရောက်ဖူးမြော်ကြည့်တော့ဆရာတော်ကြီးမျက်လွာချတင်းမြေခွေပြီးတော့နှစ်တောင်ခန့်အမြင့်၌တည်ငြိမ်စွာ တက်ကြွနေတာကိုဖူးတွေ့ရပါတယ်။စာမန်တရားမှန်ကြီးလာတဲ့ဥဒီလောကကိုအလုံးနဲ့ဆုံးမတော်မူလေတော်လို့ယူဆရပါတယ်။ကြိုက်ထူမှာနေခိုင် တနေ့မှာဥဒီလောကလေဒီပန္နိတာတို့ကို နောက်ပါရီခေါ် တပိတ်ကိုစီလွဲပြီးတော့တောင်ဝေးတချောင်းစီကင်လဲကြိုက်ကြီးကိုဖျားဘူးထွက်တော်မူပါတယ်။တောကလည်းနဲ့၍နဲ့၍လာတဲ့အခါတောစင်ရန်ကြီးတကောင်းကဆရာတော်စီကိုရှေးရှုရင်ဆိုင်ပြေးလာပါတယ်။နောက်ကနေလိုက်လာတဲ့ဥဒီလောကနဲ့ဥပန္နိဒာတို့နှစ်ပါးကနီးရာတစ်ပင်ပေါ်ကိုတက်ပြေးကြပါတယ်။ဆရာတော်ကတော့မတုံမလုံရှေ့ကကြက်ကြက်ရက်နေလေးပြေးလာလျက်စင်ကြီးကိုနာရာဂီရီချုပ်ခန်းပါမှာမြစ်တာပွားယူတာနေတော်မူပါတယ် မကြာခင်မှာစင်ကြီးကဥညွတ်အယူဒီပြီးပြီးတော့လမ်းဖယ်ထွက်ပြေးသွားပါတယ်။စင်ကြီးကိုမမြင်ရတဲ့အခါမှာတပြေးနှစ်ပါးချွေးသည့်ချွေးပေါက်ကြီးငယ်နဲ့တစ်ပင်ပေါ်ကဆင်းလာကြပါတယ်။ဒီအခါမှာလယ်ဒီဆရာတော်ကြီးကပြုံးရွှင်တဲ့မျက်နှာကြီးသာလွင်အေးတဲ့အတန်နဲ့မော်ဒီလောကမင်းတို့ထန်စာရေးတိုင်လုံးကတော့တမျိုးပါလားကွယ်လို့မိန်တော်မူပါတယ်။ဒီကားမှာဥဒီလောကကလည်းမိမိကိုယ်ကိုအနာခံလို့အထင်ရောက်နေခြင်းကိုသတိရသွားပါလေ ဆရာတော်ကလက်တွေ့ဆုံးမလိုက်ခြင်းဖြစ်ပါတယ်။တီယိုခေတ်မှာလောကီအဘိညာဉ်မြတာရောက်ပြီးမိမိကိုယ်ကိုယဟန်နာလို့အထင်ရောက်နေတဲ့တိဗိကဒရမဟာနာက မထေကြီးကအဘိညာဉ်ရယဟန်နာဖြစ်သူတပည့်တစ်ပါးကဆရာထံလာ၍စင်ကြီးတကောင်ဖန်ဆင်းခိုင်း အတဖန်အဲ့ဒီဆင်ကပဲမိမိကိုထိုးတက်မဲ့ဟန်ဖန်ဆင်းခိုင်းတဲ့အခါမှာဆင်ထိုးခံရမည်ရှိစဉ်မထေကြီးကြောက်လွန်သွားကြောင်းအထာကထာဒီမှာလာရှိပါတယ်ဒီလိုပဲယခုဆင်ကလည်းတောဆင်ရိုင်းဟုတ်ကောင်းမှဟုတ်မီလေဒီဆရာတော်ဆင်များဖြစ်နေမလားမသိဘူးလို့တချိန်ကမိတ်ဆွေများကို ပြောပြပြီးတော့အားလုံးကတွင်ကန့်ကွက်ခဲ့ကြပါတယ်ဒါကြောင့်ဒီမှာဒီစကားကိုထပ်၍ပြောရရင်နှုတ်ယွနေပါတယ်။စင်ရိုင်းနဲ့တွေ့တာကတော့အမှန်တကယ်ပဲဖြစ်ပါတယ်။ ဆရာတော်ဦးတီလောကကမိမိကိုယ်တိုင်လဲရွတ်ရွတ်ချွန်ချွန်အားထုတ်ပါတယ်။ယောဂီတပည့်များကိုလည်းလက်ခံပြီးတော့တရားပြတာပေးပါတယ်။အနေနဲ့ရဲ့ကိုကြွရောက်ပြီးတော့လဲတရားဟောပါတယ်။ကျမ်းများစွာကိုလည်းပြုစုတော်မူခဲ့ပါတယ်။မြန်မာနိုင်ငံပြိပတ်တီတရားစီကြီးကို ဆရာဖြစ်တဲ့လေဒီဆရာတော်ရဲ့ခြေကိုလိုက်ပြီးတော့တီးခတ်နိုင်တဲ့သူဖြစ်ပါတယ်ဆရာတော်ဥတီလောကပြုစုခဲ့တဲ့ကျမ်းတွေကတော့အများကြီးရှိပါတယ်။နိခမဝိဒါနာဒီပနီကျမ်းကစလို့ဓမ္မယာတိကျမ်းအထိရှိပါတယ်။ဒါအပြင်ကမ္မထအလုံးနဲ့ဆက်ပြီးတော့ပဏိတဝေဒနိယကျမ်းကြီးကအထင်ရှားဆုံးဖြစ်ပါတယ်။ ကတိုင်းရှူပွားနည်းများအတွက်ဒီလောက်ပြည့်စုံတဲ့အချမ်းမရှိသေးလို့တော့ဆိုနိုင်ပါတယ်။အပင်ရှင်လန်းလိုက်သူတို့အတွက်စိတ်ဝင်စားဖို့အထူးကောင်းလာပါတယ်။တက်ရှိတက်မဲ့လောကရက်တစ်ခုလုံးကိုချုံပြီးတော့ဓာတ်၆ပါးရှူပွားပုံကို လေဒီဆရာတော်ရဲ့စာများထပ်ပြီးပြည့်စုံလှပါပေးတယ်။ဒီကျမ်းကိုရေးရမှာဖះရှင်ရဲ့တပည့်များကိုဟောတဲ့ကဲ့သို့သူ့ရဲ့တပည့်များကိုလည်းဟောပုံဟောနည်းအတိုင်းရေးသားထားတာဖြစ်ပါတယ်။ တစ္ချာဘာတိတာတို့ဂါရာများလဲပါဝင်တော့နားမှာအစမ်းတကျဲဖြစ်နေရပါတယ်။တပြည့်တို့တပြည့်တို့လို့ခေါင်းစဉ်တက်ခေါင်းငင်ရေးသားသွားတဲ့အတွက်ဘုံကြီးတစ်ပါးကအလဲဒီဆရာတော်ကိုသူ့စာဖတ်ရတော့ကောင်းတော့တိတ်ကောင်းပါတယ်ဖေ။ဒါပေမဲ့တပြည့်တပြည့်နဲ့ခေါ်တာခတ်နေတယ်လို့ပြောတော့တပြည့်အခေါ်မခံခြင်းသူ့စာမဖတ်နဲ့ဘောကွဲလို့လေဒီဆရာတော်ကြီးကမိန်ပါတယ်။ ကိုရီတရားအတွေ့အကြုံများနဲ့ဆက်လင်းပြီးတော့အလွန်မှတ်သားပွဲများလည်းပါဝင်ပါတယ်။ဝိပဿနာအန်ဒီယေ7ပါးနဲ့ဆက်၍ရေးသားထားတာကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်။ဂူအောင်ဖူထိုးမျိုးစေ့နဲ့ပတ်ဝန်းကျင်ဆိုတဲ့အကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါတယ်။ဆရာတော်ဥတီလောကကတတ်တော်ငငယ်ရွယ်နဲ့ပြိတ္တကကြီးပြိပတ်မှာလည်းအလွန်မှန်းကြီးရှိတဲ့ပုဂ္ဂိုလ်သူဖြစ်ပါတယ်။ ဒါပေမဲ့ပရိယတ္တိစာပေမဲ့အရွယ်မှန်တို့ကြောင့်ပရိပတ်အလုံးနဲ့ဆက်ပြီးတော့လဲဒီဆရာတော်ကဲ့သို့ပုဂ္ဂိုလ်ကြီးထံမှာနီးခံမိဟန်မတူပါဘူးနှုတ်လွန်နှုတ်ကျူးရှိ၍ဆရာတော်ကပင်လက်၍ချီးမြှောက်ရဟန်ရှိပါတယ်။ကောင်းကင်ပြန်လိုစိတ်ကလည်းပြင်းပြနေဟန်ရှိပါတယ်။ငငယ်ရွယ်နဲ့ညံကလည်းထက်ထက် ဝရိယကလည်းထက်ထက်နဲ့သက်ဆွန်ကြိုးပမ်းရာလမ်းချော်မှုများရှိနေရန်တူပါတယ်။အရေးကောင်းအဟောကောင်း၍ပိဿတ်ကလည်းဝိုင်းအောင်လာတော့လူသူများနဲ့ဖြတ်နိုင်သမျှဖြတ်ပို၍အပြတ်အသတ်လှုပ်တော်မူရဟန်ရှိပါတယ်။ရံပန်ကဆရာတော်ကအစားမစားပဲကျင့်ပါတယ်။တခါတလေမှဂူပိတ်ပြီးတော့ကျင့်ပါတယ်။မက်စီမှပြိပရာမကြသော လုံနီးလုံဟန်များလှုပ်လျက်မိသားဖြစ်သွားပါတော့တယ်။ တိဘက်လာမာမဟာယာနဖုန်ကြီးများအိန္ဒိယစာဒူးကြီးများဖုန်ကြီးများဂူအောင်မြေအောင်အကျင့်ကျင့်လေ ရှိကြပါတယ်1839ခုနှစ်အိန္ဒိယလဟိုမြို့၌လာဒီဒတ်ခေါ်ဖကီးဖုန်ကြီးတစ်ပါးမြေ၌အရက်40အောင်းပြမှုပါတယ်မြန်မာနိုင်ငံမှာလည်းလွန်ခဲ့သော အနှစ်20ခန့်ကဥမာကခေါ်တဲ့ဖုန်ကြီးတစ်ပါးက ဂူအလုံးပိတ်ပြီးတော့ကျင့်ရာပြန်လွန်တော်မူရှဲရာရပူပါတယ်။ဒီလိုကျင့်မှာတရားဓုရမယ်ဆိုတဲ့အာယုံလေးများဝင်ရောက်နှောက်ယှက်ခြင်းခံရဟန်တူပါတယ်။ကောင်းကင်မှာရေဒီယိုအသံလိုင်းများရောရှက်နေတဲ့ကဲ့သို့တမာရီစကန်မှာလည်းလောဂီအခိုက်အတန့်ပိုင်းမှာလိုင်းများရှုပ်ထွေးနေဟန်ရှိပါတယ်။ခွဲခြားယူငင်ရန်ခက်ခဲလာပါပေတယ်။ ဆီယရိုဦးတီလောကက1296ခုနှစ်တခုမှာတဲတဲမဲမဲဖို့ထိုးပြီးတော့တိတ်ထိလန်းကိုပင် ချော်၍နင်းနေပြန်ပါတယ်မြန်မာနိုင်ငံဖုံးတော်ကြီးများအတွင်မှာမဟာယာနတိတ်ထိမြောက်ဆရာကြီးတို့၏အာယုံလိုင်းခွဲဖိုးဆွဲသောအလေးကြီးများကိုဗြဟ္မအစရိယာ၌အေးမကြီးလာတဲ့ကဲ့သို့နားယောင်ရောပါနေပြန်ပါတယ်ဒီလိုနဲ့ဆရာတော်ဥတီလောကကအကြောင်းတစုံတစ်ခုကြောင့်ယဟန်အဖြစ်ကနေယတိပရိဘူအဖြစ်ကိုကူးပြောင်းတော်မူပြန်ပါတယ်။ ဒီအကြောင်းကိုလည်းမိမကြောင့်ပြောင်းလဲရခြင်းမဟုတ်လို့အနီးကပ်နေမှုတဲ့ပြောပွဲဆရာတက်ကြီးကပြောဆိုမှုပါတယ်ဒီလိုမာနရဲ့ပြည့်ရဲ့ကံတရားတို့ရဲ့စံကြံမှုကို မသိမြင်နိုင်သူတို့ကရှုံချခဲ့ပါတယ် ကဲရဲ့ဘွယ်ကလည်းဒီမြတ်တယ်မကသေးပါဘူးဆရာတော်ရဲ့ကျောင်းပေါ်မှာခလေးငယ်မင်းကလေးတယောက်ကို လာရောက်ပစ်ထားပါတယ်ဆရာတော်ကလည်းကောက်ယူမွေးစားထားပါတယ်တခါကရီမွန်လှပါတဲ့အမျိုးသမီးတူကလည်းဆရာတော်ဟောကြွရာမြို့ရွာတိုင်းကို လိုက်ပါပြီးတော့သူ့လက် သူ့ချီဝေယဝိဆာပြုတ်နေတယ်လို့ဆိုကြပြပါတယ်ယသိဝေချင်း လေးရှိခြင်းတက္ကမနဲ့ဘူးဘူးကက်ကက်အထင်ရောက်အောင်ဆက်ဆံခြင်း၃မျိုးကိုပေါင်းပြီးတော့အတိဘယ်တစ်မျိုးပြောဆိုသူတို့ကလည်းရှိခဲ့မှုပါတယ်ဒေဒီလို အကွက်စင်၍ဇိန်သမာနဖျားကြောင်းတော်ဝင်ထွက်ချင်းမျိုးသာဖြစ်ပေရတယ်မာနက်ကတမိကို ထိုးပေး၍မယူဘဲနေသူဟာအ ਨੇ ဆုံးယုံထင်ကြောင်းတင်ဖြစ်အောင်လှုပ်တက်ကြပါတယ်ကျောင်းပေါ်ကမှာကောက်ယူရရှိထားတဲ့ကလေးနဲ့ဆက်ပြီးတော့ဆရာတက်ကြီးကအရှင်ဖျား ဒီကလေးကိုဘလို့ကျူးမွေးစောက်ရှောက်ပါတလဲလို့မေးတော့ဆရာသက်ဖုံးကြီးမှာလက်ညိုးပဲရှိတာပေါ့ဒါနဲ့ဒီအရွယ်ရောက်လာခဲ့တာပဲလို့မိန်တော်မူပါတယ်ထမင်းကိုဝါလက်ညိုးမှာလိမ့်တုပ်ပြီးတော့ကလေးကိုစို့စီတယ်လို့လည်းဆိုပါတယ်လက်ညိုးနဲ့နှိုးတိုက်ခဲ့တာဖြစ်ပါတယ်တို့ကလေးမကဆရာတော်ကိုကျေးဇူးရှင်ဖြစ်တော့သွားရလိုက်ရဟန်တူပါတယ်မြို့အုပ်တအူးနဲ့အိမ်အောင်ကြာသွားတယ်လို့လည်းဆိုပါတယ် မာနရဲ့ပြည့်ရဲ့မဟုတ်ပါဘူးပြောပင်နဲ့အမြင်သားလို့ဆိုရလောက်အကွက်ဆင်တတ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဆရာတော်ဦးဒီလောကရဲ့နှောက်ပိုင်းဘဝအခြေအနေကအမွေတက်တို့မှွေခြင်းတိုင်းအမွေခံနေရတာဖြစ်ပါတယ်ဆရာတော်ဦးဒီလောကရဲ့အလုံးစကန်းနဲ့ဆက်ဆက်ပြီးတော့အံဩဝယ်ကောင်းတဲ့ဖြစ်ရတဲ့ခုကိုကွယ်လွန်သူ အမျက်ခွန်မင်းကြီးဦးစံသိန်းရဲ့ပြောပြချက်ရဖော်ပြထားတာဖြစ်ပါတယ် ဒုရီယာကဘာစစ်မဖြစ်မီနှစ်ပေါင်းတော်တော်ကြာကညောင်တို့မြို့မှာကူးဆက်ကက်ယောဂါကြီးဖြစ်ပွားပြီးတော့မြို့သူမြို့သားတွေကကျေးဇူးရှင်လဲဒီဆရာတော်ဘုရားကြီးကိုပရိတ်မြတ်တာအကာအကွယ်ပြုလုပ်ပေးရန်ပင့်ဆောင်ကြပါတယ်။ရောက်တော့ထုံးစံအတိုင်းညစဉ်တရားဟောပြီးတော့ယောဂါကာကွယ်ရေးလုပ်ငန်းများကိုဟောကြားမြှင့်ပြပေးပါတယ်။ဆရာတော်ဘုရားကြီးပြန်ကြွမယ်ရှိစဉ်ညောင်တို့မြို့မှာရက်ရှည်တရင်သုံးပြီးတော့ အဘိဓမ္မာဓာတ်ပညာနဲ့တမထအဝိပဿနာတရားတွေကိုသင်ကြားပေးပါရန်လျှောက်ထားတော့ဆရာတော်ကြီးကတကားတို့ဖုံးကြီးမာကကိစ္စတွေများတယ်ဒီမှာနေဖို့အချိန်မရဘူးဒါပေမဲ့အားမငယ်ကြနဲ့ကြိုက်သူမှာဖုံးကြီးတပြည့်တစ်ချတောင်းဆရာတော်ဥတီလောကဆိုတာရှိတယ်သူ့ကိုဖုံးကြီးလိုပဲသာသနာပြုနိုင်ပြီးတကားတို့အလိုရှိတဲ့တရားကိုပေးနိုင်တယ်တော့ပင့်ချေကြဖုံးကြီးကလှုပ်လိုက်တာလို့သာလျှောက် ာသနာအတွက်ဖုံးကြီးကလွှတ်လိုက်တာဆိုရင်သူလည်းမငင်းပေဘူးလိုက်လာမှတေးကြတယ်ဆရာတော်ဘုရားကြီးရဲ့ညွန်ကြားချက်အရညောင်တို့မျိုးမျက်နှာဖုံးတခါကြီးသုံးတို့ဆရာတော်ဥဒီလောကကိုပင့်ဖို့တထုံကြိုက်ထူမှရှိတဲ့တစ်ချာတောင်တောရအကြောင်းကြီးကိုတွားကြပါတယ်ဒါပေမဲ့ဆရာတော်ကိုတော့မဖူးတွေ့ဖူးသေးပါဘူးအကျိုးအကြောင်းလျှောက်ထားတဲ့အခါဆရာတော်ရဲ့တပည့်တစ်ပါးကဆရာတော်ကျောင်းဝထွက်သွားတာ၄-၅ရက်ရှိသွားပြီလို့ဆိုတဲ့အတွက်ဘယ်ရက်ကိုကြွားတော့ကြောင်းဆက်ပြီးတော့စုံစမ်းတော့ တကားကြီးတို့ဒါကတော့ဆရာတော်ရဲ့ကိုရေးကိုယ်တာလှုပ်ဝက်ကိစ္စပဲဆရာတော်ဘယ်ကြွသွားတယ်ဆိုတာဦးစင်းတို့မှပြောခွင့်မရှိဘူးဒီလိုပဲကြွနေကြပဲအဒီအတွက်တီလဲမသိကျင်ပါနဲ့လေလို့တပြည့်ဦးပစင်းကလမ်းစာကိုပိတ်ပြီးတော့ပြောပါတယ်ညောင်တော့ကတကားကြီးသုံးကလည်းအာကိုတကြီးနဲ့လာယာမမျော်လင့်သောစကားကိုကြားတော့စိတ်အပြည့်ကြီးပြတ်သွားပါတယ်အချင်းချင်းတောင်းပန်မေးလျှောက်ပင်နဲ့မတီးဘူးကြီးညင်းနေတဲ့အတွက်တကားတွေကပူပြီးတော့အားမလို့အားမရဖြစ်ပါတယ် ဒီအချိန်မှာတကားတူကရုတ်တရက်အကြံရပြီးတော့ဥပစင်ဖေဟာတပည့်တော်လေးလဲဟိုးညောင်တုံးမျိုးအဝေးကြီးကလာရတာပါဗျာတပည့်တော်တို့သဘောတခုတည်းနဲ့ဖူးတွေ့ရယုံတသက်လာကြတာမဟုတ်ပါဘူးဗျာဥဒီလောကဆရာတော်ရဲ့ဆရာဂျေဇူးရှင်လဲဒီဆရာတော်ဘုရားကြီးရဲ့အထူးညွှန်ကြားချက်အမိန့်တော်ရသာသနာရေးကိစ္စရဲ့တော့ပင့်ကြီးလို့ဆိုလို့လာပင့်ရတာဗျာလို့ရှောက်တော်မှာဥပဇင်းလဲတပင်းချပြီးဘလို့မှစကားမဆိုတာအတန်းကြောင်တူဝေသွားပါတယ် အဲ့နောက်မှာဦးစင်းကလည်းကဲကဲကဲတကားကြီးများလာလာလာဆလို့ဆိုပြီးတော့ကျောင်းဝင်းအထွက်ကိုရောက်အောင်တကားကြီးတွေကို ခေါ်လာတောင်းစင်ကြီးရှောတော့ကလေးတခုကိုသွားတယ်မထင်မရှားလူသွားလမ်းကလေးကိုလက်ညှိုးထိုးရင်းနဲ့အင်းဆရာတော်ကြွသွားတာတော့အဲ့ဒီလမ်းကလေးကနေတော်တယ်ကြွသွားတာပဲအဲ့ဒီအတန်လမ်းအတိုင်းလိုက်သွားပြီးတကားကြီးတို့ဟာတကားကြီးတို့ဆရာတော်ကိုလိုက်ရှာခြင်းလဲရှာကြပြီတော့လို့ဆိုကဥပစင်းကကျောင်းနေကိုဝင်ကြွသွားပါတယ် တကားတွေကတော့ခိတ္တမြတ်ရက်ပြီးစဉ်းစားနေ။ဟင်ဒီရောက်လာပြီးမှတော့တွေ့အောင်ရှာရမယ်ဆိုပြီးသုံးဦးသားသဘောတူတော်ရဲကိုလိုက်လံရှာဖွေကြတယ်။လူသွားလမ်းကလေးအတိုင်းလိုက်သွားတော့တော်တော်ကလေးသွားမိကြတော့လမ်းနဲ့မဏိမူကြီးတုံးတနေရာမှာတိရွတ်မူယာယီတင်ငန်းចောင်းကလေးကိုတွေ့ကြပါတယ်။တင်ငန်းចောင်းကလေးရှိရာကိုခတ်တုတ်တုတ်လှမ်းရပြီးအနားကိုရောက်တော့တိရွတ်တကားလေးကိုဖြွင့်ကြည့်လိုက်တော့ ယာယီကျန်းကြီးမြပေါ်မှာတမင်ကိုယ်လေးခွေးတင်းငင်အေးစီးစွာတရားထိုင်နေတဲ့ဆရာတော်ကိုဖူးတွေ့ရပါတယ်။အဲတကားသုံးစလုံးနဲ့ညင်သာစွာဆရာတော်အနီးကိုတိုးသွားပြီးတော့ရှ िख ိုးဥချပါတယ်။အဲအသက်ကိုယ်တော်ပြင်းပြင်းမရှူရဲပဲနဲ့အချိန်ကြာကြီးရှ िख ိုးပြီးတော့ကြီးညူနေကြပါတယ်။ဆရာတော်ကတော့တကားဒီအနီးကိုရောက်လာတာကိုသိပုံမရပါဘူး။အချိန်ကြာမြင့်စွာလက်အုပ်ကြီးရှ िख ိုးနေကြစဉ်တကားတအူးက ူ့ရဲ့အဖော်တွေကိုလက်တိုးပြီးတူးတူးကလေးပြောပါတယ်။အဲငါကြားဘူးတဲ့အဋိဌံတမာဒီအားတိတ်ကောင်းတဲ့ဝတိဘောနိုင်နေတဲ့ပုံကိုယ်တွေဟာဇန်ဝင်စားနေချိန်မှာအရိယာပုံကိုဘလို့မှနှောက်ရမရအောင် ထိမ့်သိမ့်နိုင်ကြတဲ့ကဘက်နဲ့လဲဟုတ်မဟုတ်ဆရာတော်စမ်းကြည့်အောင် ပြောပြောဆိုဆိုမျက်ရည်မျက်ကြည်ချီရန်လက်ဟန်ပြပြီးဆရာတော်ထိုင်နေတဲ့ယာယီကျန်းကလေးကိုတချောင်းပြီးတချောင်းအသာယာဆွဲယူဆွဲယူနှုတ်ယူပါတယ် ဒါပေမဲ့ဆရာတော်ကဒီလိုပြုလုပ်နေတာကိုသိဖို့မရဘဲတုတ်တုတ်မှမလုပ်အရိယာပုံလဲပြောင်းလဲခြင်းမရှိပါဘူးအန်ဟောဝယ်ကောင်းတာကကျန်းကြီးနေအာလုံးနှုတ်ပြီးသွားတဲ့အခါမှာဆရာတော်ကမူလအရိယာပုံတိုင်းတမင်ဂရီခွေလျက်တထောင်ငက်မြင့်တဲ့လေဟာမြေပေါ်မှာဘာမှထိဆက်ခြင်းမရှိဘဲနဲ့ထိုင်မြဲထိုင်နေတာကိုဖူးတွေ့ရပါတယ် တကားတွေကလည်းမကြုံစဘူးအထူးအံ့ဩရပါတယ်အတန်းကြာကြီးညိုပြီးတော့ကျန်းတွေကို တချောင်းချင်းအသားအရာပြန်၍ခင်းပေးပါတယ်ဆရာတော်ကိုထပ်မံဦးချပြီးတော့နှုတ်ကတရွတ်တူယွရင်တောင်းပန်ပါတယ်အချိန်နည်းနည်းကြာတော့တကားတဦးကအတန်းကိုမြင့်ပြီးတော့ဆရာတော်ဘုရားကျေးဇူးရှင်လယ်ဒီဆရာတော်ဘုရားကြီးရဲ့အမိန့်အရညောင်တို့မြို့ကတပည့်တော်များအရှင်ဘုရားကိုပြင့်မှုလာကြပါတယ်ဘုရားလို့ရှောက်လိုက်တဲ့အခါ ဆရာတော်ကမှိတ်ထားသောမျက်စီကိုအသာအရာဖြင်းညင်းစွာဖွင့်ကြည့်တော်မူပါれအကျိုးကြောင့်ရှောက်ထားမေးမြန်းပြီးတော့တကားလေးနဲ့တူယာယီသင်္ကန်းကျောင်းလေးကနေဖဲခွာတစ်ချတောင်တော့ရကျောင်းတိုင်ကြီးကနေလိုက်ပါကြွားရှိတော်မူပါれနောက်တရက်မှညောင်တုံးမြို့ကိုကြွားတော်မူပါれဒီလိုဖြစ်ရလေးကိုဖတ်တဲ့အခါဆရာတော်ဦးဒီလောကရဲ့တီလတမာတိပညာ ကြီးညိုရတဲ့ကဲ့သို့ဒီအခြေအနေရဲ့ကိုသိမြင်တော်မူဟန်ရှိတဲ့ဂျေဇူးရှင်လေဒီဆရာတော်ဘုရားကြီးရဲ့ညံတော်ကိုလည်းကြီးညိုမဆုံးရှိရပါတော့တယ်။